တော့ဝင်အားလုံးပဲမြင်တော့ Brand and Visual ကနေပြီးတော့ကြိုးစားပါတယ်ကျွန်တော်တို့ဘောဘူးသတင်းကိုအများအားတင်ဆက်ပေးနေရဲစမင်းမတော်တော်ဘူးသင်ကတော့ front back ကိုအဝေးဝင်းမှာဒါဂိုးပြတ်နိုင်ခွဲရပြီးတဲ့နောက်မှာအဲ့ဒီပွဲစဉ်မှာတချို့ကစားသမားတွေဆိုရင်လည်းပုံမှန်ခြေစွမ်းကိုပြန်ရခဲ့တယ်တချို့ကစားသမားတွေကလည်းသူတို့ရဲ့ပုံစံကောင်းတစ်ခုကိုပြနိုင်ခဲ့တယ်။တာမန်ထပ်ပူတဲ့ခြေစွမ်းတစ်ခုကိုသူတို့ပြနိုင်ခဲ့တယ်ပေါ့ဗျာ တော့အဲ့ဒီပွဲစဉ်မှာလဘာဘူးအသင်းရဲ့တော့အကြိုက်ဆုံးကစားသမား၄ဦးကိုရွေးချယ်ပြီးတော့ပြပတ်သွားကြပါတယ်ပထမအဆုံးတဦးကတော့ကျွန်တော်တို့ရဲ့တိုက်စစ်ကရှုကူအီကီတီကီပဲဖြစ်ပါတယ်ရှုကူအီကီတီကီကညာတော့ကသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ front back အသင်းနဲ့ရင်ဆိုင်ခဲ့ရတယ်အဲဒီနေရာမှာရှုကူအီကီတီကီကဒီယာစီလဘာဘူးအသင်းကိုစရောက်ခဲ့တာဒါသူကအပေါင်းလက္ခဏာဆောင်စီခဲ့တဲ့အရာတွေအများကြီးလုပ်ပေးခဲ့တယ်။အသင်းအတွက်လည်းတော်တော်လေးကောင်းခဲ့တဲ့ကစားသမားဖြစ်သလိုညာကပွဲစဉ်မှာလည်း အသင်းရဲ့အကောင်းဆုံးကစားသမားတွေကတအူးလို့လည်းပြောလို့ရတယ်။သူ twin ကိုတကူရရှိခဲ့တယ် twin ကိုတကူရတဲ့နေရာမှာလည်းသူ့ရဲ့ကြိုးစားအားထုတ်မှုတွေအများကြီးပါခဲ့တယ်။အဲပြီးလို့ရှိရင် Tyson မှာသူ့ရဲ့ Tyson သတင်းပေါ်ဖြစ်တဲ့လက္ခဏာ E ဆက်ကလက်ရှိအချိန်တွေမှာနည်းနည်းလေးဖောင်ပြက်နေတဲ့အနေအထားမျိုးမှာ Tyson မှာသူ့ကိုအများကြီးအားကိုးနေရတယ်။ညတော့ကသူ့ရဲ့ဒီဒီလက်အချက်အလက်တွေကိုပြောမယ်ဆိုရင်တော့ဗျာသူကညတော့က ရှော့အွန်တာဂက်၃ချိန်ရှိခဲ့တယ်အဲ့ဒီမှာမှာ၂ချိန်ကဂိုးတက်ခဲ့တယ်တော်တော်လေးကောင်းတယ်ဗျာ သူဒီရှော့အွန်တာဂက်၃ချိန်မှာ၂ချိန်ဂိုးတက်ခဲ့တာ တော်တော်လေးကောင်းတယ်ပြိုင်ဘက်ရဲ့ area ပေါက်ထဲမှာဘောလုံးထိချက်9ချက်ရှိတယ်အဲ့ဒီအပြင်ကမှ final တက်ဆုံထဲမှာသူဘောလုံးပေးဖို့မှုက၃ချိန်ရှိခဲ့တယ်အဲ့ဒီ၃ချိန်တုံးလည်းအောင်မြင်ခဲ့တယ်ပြီးလို့ရှိရင်သူရဲ့ dribbling က၃ချိန်လုပ်တဲ့နေရာမှာ၂ချိန်ထိအောင်မြင်ခဲ့တယ်ဒါကယူဂူ EKTK တို့ကကောင်းမွန်တဲ့ဒါပင်ငယ်အချက်အလက်တွေဘယ်လိုပဲပြောရမှာပဲ အဲ့ဒီခါထပ်ပို့တာကသူကွင်းလည်းချီကိုဘောလုံးဆင်းယူတယ်တိုက်စစ်မှုဆိုပေမဲ့လေတိုက်စစ်နေရာအတွက်ကိုပဲသူအမြဲတမ်းလိုလိုနေရာယူနေရဲ့ကစားသမားမဟုတ်ဘူးအတင်းကတံပိုကြရင်တံပိုကြတယ်လို့မျိုးသူနေရာတွေဆင်းယူပေးတယ်တင်းကတံပိုမြင့်လာရင်တံပိုမြင့်လာတယ်လို့မျိုးသူနေရာတွေကိုနေရာလို့မရှိအောင်သူယူပေးတယ်ဆိုတော့ကျိုးကိုအီကီတီကီကကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ ဒါပြီးခဲ့တဲ့ပွဲစဉ်ကရှုကူအီကီတီကီထပ်ပို့ပြီးတော့ကောင်းခဲ့တဲ့ပွဲတစ်ပွဲကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်လို့ပဲပြောချင်တယ်။ဒါကြောင့်မလို့ရှုကူအီကီတီကီကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ဒုတိယတယောက်ကတော့ဒါကျွန်တော်တို့အားလုံးရဲ့ Froan Vet ပေါ့လေ။ Froan Vet ကတော့အကုန်လုံးတီးခဲ့တဲ့အတိုင်းညာတုံးကဒါပွဲစဉ်မှာအတွင်းကိုနှစ်ကိုဖန်တီးမှုပေးခဲ့တယ်။ဒီအတွင်းကိုနှစ်ကိုဖန်တီးပေးခဲ့တဲ့နေရာမှာအမှန်တကယ်ဆိုရင်ညာ Froan Vet ဖန်တီးပေးခဲ့တာကနှစ်ကိုမကရခဲ့တဲ့အတွင်းကိုတွေအများကြီးရှိတယ်။ အဲ့ဒီအချိန်မှာမှခီးစားတို့အဲပြီးလို့ရှိရင် dominate support line တို့အပိုင်ခွင့်ရေးတွေကိုလွဲခဲ့တာတွေလည်းရှိတယ်ဒါပေမဲ့လည်းသူနောက်ဆုံးမှာတော့ twin goal နှစ် goal ကိုတော့သူမရမကဖန်တီးပေးနိုင်ခဲ့တယ်အဲ့ဒီပြင်ကိုမှ front back က DR တွေတဘာဘူးအသင်းကိုစားရောက်လာတဲ့ပွဲစဉ်တွေအကုန်လုံးထဲမှာညကပွဲစဉ်ကအကောင်းဆုံးပွဲစဉ်လို့ပြောမယ်ဆိုရင်တော့ရတယ်ဗျာတတော်ကောင်းတဲ့ခြေသွမ်းကိုပြတယ်သူအတဘာဘူးပြိသက်တွေတတော်များများကဗျာ priority နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ပြော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 ကစားတဲ့ပုံစံသူ့ရဲ့ပြောတိပြောဖက်ကစားတဲ့ပုံစံကိုသဘောမကျကြဘူး ဒါပေမဲ့တစ်ခါတလေကြတော့လေအဲ့ဒီလိုမျိုးပြောပြောပပကစားတဲ့ပုံစံကြီးကတူးတွက်ပို့ပြီးတော့အဖက်ဖြစ်စေတဲ့အရာတွေဖြစ်တယ်။ညာကပွဲစင်မှာဆိုရင်လဘာကူရဲ့ area ပေါက်ထဲမှာကစားသမားနှစ်ဦးကိုသူ dribble လုပ်ပြီးတော့ရှေ့ကို long pass ပေးလိုက်တာအဲ့ဒီလုံးကတော်တော်လေးကိုကောင်းတယ်တော်တော်လေးကိုကောင်းတယ်။နောက်ဆုံးမှာအဆုံးသက်ကယူယူဝီ EKG ကလဇနာဟိုထပ်ပြီးတော့ပြီးတယ်လဇနာ Isaac ကဒါသူပိတ်သွင်းခဲ့တာဘိုးသမားပုတ်သွားတဲ့အလုံးကအဲ့ဒီလုံးတော်တော်ကောင်းတယ်။သူပေးလိုက်တဲ့ shooting power ရဲ့အနေအထားရော ဘောလုံးကြားတဲ့ space မှာရော Yugo EKTK ရဲ့ space ယူထားတဲ့နေရာမှာကိုလုံးဝကွက်တိပဲအကောင်လုံးကွက်တိပဲဗျာ Yugo EKTK ရဲ့ space တွေကိုလောင်းဘက် ကလုံးဝကွက်တိကြလာတယ်ဘောလုံးထိမ့်ဖို့အတွက်အရှိန်ကလည်းကွက်တိအနေထားပဲဒါက front view ရဲ့သူ့မှာရှိတဲ့ scale ဗျာသူ့မှာငိုတွေကဒီအရာတွေကရှိနေပြီးသားအရာဒါကိုကျွန်တော်တို့ဘာလို့အသိမှာကမမြင်တွေ့ရတာသူကဒါတွေကသူ့အတွက်ထူးဆန်းတဲ့အရာတွေမဟုတ်သူထူးထူးဆန်းဆန်းလုပ်ပြထားတဲ့အရာတွေမဟုတ်ဒါတွေကဒါပေမဲ့ညာကပွဲစင်မှာပဲသူ့ရဲ့ဒါပုံမှန်ခြေစွမ်းကိုကျွန်တော်ပြန်ရတယ်လို့ပဲပြောရမှာပဲဒါပေမဲ့လည်း သူကပွဲပြီးအင်တာဗျူးတစ်ခုမှာ သူဒီနေ့ပွဲစဉ်မှာသူကောင်းခဲ့တယ်ဆိုတော့သူသိတယ်ဒါပေမဲ့သူကဒီထက်ပိုကောင်းအောင်အများကြီးလုပ်နိုင်တဲ့ကစားသမားဖြစ်တယ်ဆိုတာလည်းသူသိသေးတယ်။ဒါကြောင့်မို့နောက်လာမယ့်ပွဲစဉ်တွေပွဲစဉ်တိုင်းမှာသူဒီလိုမျိုးစူးစမ်းအထောက်အမှုတွေလုပ်ပြီးတော့ဒီခြေစွမ်းအတိုင်းပဲဆက်ပြနိုင်အောင်သူအများကြီးစူးစမ်းသွားမယ်လို့ပြောသွားတယ်။ဆိုတော့ကျွန်တော် from VA ရဲ့အကောင်းဆုံးပုံစံတွေကိုတော့လဘဘုံကမြင်တွေ့နေရတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ from VA ကိုမျှော်လင့်တဲ့နေရာမှာအရင်ဆုံးမျှော်လင့်တာကဗျာသူရှေ့က goal ဖန်တီးမှုနဲ့ twin goal ပဲမျှော်လင့်တာ။ ဒီသားသမားကိုကျွန်တော်တို့ကအစောကြီးကထင်ပြီးသားဗျာဒီသားသမားကသွင်းကိုးတွေဂိုးဖန်တင်မှုတွေကအဓိကပထမအဦးဆုံးအကြိမ်တွေပဲလိုအပ်နေတာပထမအဦးဆုံးအကြိမ်တွေရောက်သွားပြီဆိုရင်သူ့ရာနဲ့သူအဆင်ပြေသွားမှာဗျာညာကသူစားသွားတဲ့ပုံစံမှာဆိုရင်အသင်းကတဖြည်းဖြည်းအသားကျလာတဲ့ပုံစံတွေကိုကျွန်တော်တို့တွေ့ရတယ်အသင်းနဲ့တော်တော်လေးပုံမှာလိုင်ရောညီတွေ့ဆိုသူကစားနိုင်တယ်ဘောလုံးကိုအနောက်ထိဆင်းယူတယ်လောင်းပတ်ကြီးပေးနိုင်တယ်သူကတော်တော်ကောင်းတဲ့ကစားသမားဗျာညာတော့ကပိုဆိုးတာကဗျာ လီဗာပူးက442ဆိုတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာတယ်အဲ့ညမှာ friend pound နဲ့ friend v ရဲ့နဲ့ဒါတစ်ဖက်ကလက္ခဏာ e set တို့ကို3ယောက်ပွဲပြီးတော့ကစားတဲ့ပုံစံမျိုးကိုကျွန်တော်မြင်ရတယ်အဲ့ညမှာဒါ friend v ရဲ့အရေးပါမှု friend v ရဲ့အခန်းကဏ္ဍကတော်တော်လေးကိုကောင်းခဲ့တယ်ညကပွဲစဉ်မှာဆိုရင် friend v ရဲ့ကသူ့ရဲ့ဘိုးဖန်တီးမှုနှစ်ကြိမ်မှာဆိုရင်လေတချိန်ကတော့ဒါကိုရီကပုတ်သွင်းသွားတဲ့အလုံးကတော့ဘာမှပြောစရာမလိုဘူးဗျအဲ့အလုံးကဘလို့ပဲတိတိကိုးတယ်အဲ့ဒါမှမကိုးရင်လေကိုရီကပုတ်ကိုကျွန်တော်ပြောနေစရာကိုမလိုတော့ဘူးဗျ ညောပြောနေကြအောင်လို့တော့ဘလို့ပဲထိထိကိုးတယ်ဗျာအဓိကကဘေးချန့်ဆိုတာအဲ့လိုမျိုးဖြစ်နေရမှာဗျာဒီလားဘေးချန့်ဆိုတာကကစားသမားတွေကလိုက်ပြီးတော့အင်းနေအားတွေနဲ့လိုက်ပြီးတော့သုံးပြီးတော့ဂိုးသွင်းရမယ့်အရာတွေမဟုတ်ဘူးချန့်ခရီးပိုင်းဆိုတာအဲ့လိုမျိုးဖြစ်နေရမှာဒါကပလေးမာကာတဦးရဲ့လှုပ်ဆောင်နိုင်တဲ့အရာတွေကိုသူပြခဲ့တာဆိုတော့ညာကပွဲစဉ်မှာသူပလေးမာကာတဦးကဘလောက်ထိအောင်လုံနိုင်တယ်ဆိုတဲ့အရာကိုသူပြခဲ့တယ်နောက်ထပ်ပွဲစဉ်မှာလည်းဒီလိုမျိုးခြေစွမ်းနေပဲ Pro VH ကရောက်လာပါစေလို့ပဲကျွန်တော်တို့ဆက်ပြီးတော့မျှော်လင့်ရမှာပဲ နောက်ထပ်တအူးကတော့ဒါကျွန်တော်တို့ရဲ့ကိုရီကဘောပါဗျာ ဘယ်လိုလဲကိုရီကာပုံနဲ့ပတ်သက်ပြီးတော့ဒီအရေကျွန်တော်တို့ဘာလို့ပြည်သက်နေကြမှာကဒါအစင်ပြေလိုက်မပြေလိုက်စိတ်ကံစားချက်ကကောင်းလိုက်မကောင်းလိုက်ကိုရီကာပုံကဒီနေ့ကောင်းလိုက်မနေ့ပြန်မကောင်းလိုက်ဆိုတဲ့ဘာသမားတွေမှာပါတယ်။တစ်ခါလေကြလို့ရှိရင်လေကိုရီကာပုံကဒါတော်တော်လေးထိုင်ရှိုးကျင်တဲ့စိတ်ပေါက်တယ်။တစ်ခါလေကြလို့ရှိရင်လေဒီကောင်စကားထဲမှာတော့ထိမှပြောကျင်တယ်။ကစားသမားတွေမှာလည်းပါတယ်။သူကသူ့ရဲ့ခြေစွမ်းကိုပုံမှန်ဖြစ်အောင်ထိမှထားနိုင်တာကသူ့အတွက်တော်တော်လေးပြဿနာဖြစ်တာဗျာ။ဒါပေမဲ့တခုရှိတာကညာတော့ကသူကစားခဲ့ရတာကသူ့ရဲ့တွဲဖို့ကစားသမားကအန်ဒရူရောဘတ်ဆန် ရောဘတ်ဆင်နဲ့ကိုရီကပူရဲ့အတွဲကညကတော်တော်လေးအလုံးဖြစ်တယ်လို့ပြောလို့ရတယ်တော်တော်လေးကမှကောင်းတယ်ကိုရီကပူကညာတော့ကဘစ်ချန်နေတယ်တောက်လျှောက်ဖန်ပြီးပြည့်ဘစ်ချန်ခရီးမှာကသူက၄ချိန်ဖန်ပြီးပြီးတော့ချန်ခရီးပိုင်း၄ချိန်လုပ်ပြီးတော့၃ချိန်ကဘစ်ချန်ဖြစ်တာတော်တော်လေးကောင်းတယ်ဗျာဒါတော်တော်လေးကောင်းတဲ့ကိန်းကနန်းအချက်လက်ဖြစ်တယ်သူရှွတ်တင်နေလဲကောင်းတယ်ညာကပွဲစဉ်မှာဆိုရင်ကိုရီကပူရှီကဘောလုံးဆုံးရှုံးတာတိတ်တော်မမြင်အောင်ဒါပေမဲ့ သူကမီလိုကကနဲ့သွားစောတဲ့အခါကျလို့ရှိရင်သူကနည်းနည်းလေးတိုင်ပတ်ချင်တယ်ဗျာအဓိကကကိုရီကပိုအတွက်လိုအပ်နေတာကအန်ဒီရောဘတ်ဆန်တို့မျိုးဒါဘယ်လိုပြောလဲအိုဗာလက်ကောင်းတဲ့ကစားသမားတွေအန်ဒီရောဘတ်ဆန်တို့မျိုးခရော့ကောင်းတဲ့ကစားသမားတွေသူ ਨੇ နားလည်မှုအပြည့်အဝပေးနိုင်တဲ့ကစားသမားတွေဒီလိုမျိုးကစားသမားတွေလိုနေတာဒါပေမဲ့မီလိုကကကကြောင့်အဲ့လိုမဟုတ်ဘူး။ तू က overlap မလုပ်ဘူးမဟုတ်ဘူးလုပ်တယ်။ तू तू လုပ်တဲ့ overlap တွေကကိုရီကပူအတွက် time base ရဲ့ overlap တွေဖြစ်တာ။အဲ့ဒါကကိုရီကပူကိုခြေသွမ်းပြောင်းနေရတဲ့အကြောင်းရင်းပဲ။ဒါပေမဲ့ညာကပွဲစီမှာတော့ကိုရီကပူကအကောင်းဆုံးကစားသမားတွေကတဦးလို့ကျွန်တော်တို့ပြောမယ်ဆိုရင်လည်းမှန်ပါဘူး။ညာကပွဲစီမှာကိုရီကပူရဲ့အရေးပါမှုကလည်းကျွန်တော်တို့လင့်လူရှုတာလို့မရဘူး။ဒါကြောင့်မလို့ကိုရီကပူကိုထည့်သွင်းပြီးတော့ရေးချေခဲ့တာပဲဖြစ်ပါတယ်။ ်နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့လဘဘူးအတင်ရဲ့ညကပွဲစဉ်ကို မကြည့်ဘဲနဲ့ညကပွဲစဉ်ရဲ့ highlight တွေကို ပြန်ကြည့်ရင်တော့မှပဲအဲ့ဒီကစားသမားကဘာအကောင်းဆုံးဆိုတာကိုလက်ခံလို့ရတယ်သူကတော့ dominate ဆိုဖို့ style ပေါ့လေ dominate ဆိုဖို့ line ကတော့ညကပွဲစဉ်မှာလဘဘူးအတင်အတွက်အဓိက goal player ပဲ dominate ဆိုဖို့ style ကိုယ်တိုင်ကသူကိုယ်တိုင်ကပွဲရဲ့တန်ဖိုးအနေအမြင့်အတက်အကျအကုန်လုံးကိုသူကိုယ်တိုင်ဖန်တီးတယ် ဘောလုံးဆုံးရှုံးသွားတဲ့အခါတိုင်းမှာသူကချက်ချင်းဘောလုံးကိုမရရအောင်အသေးအတန်ပြန်လဲပြန်ပြီးတော့လိုက်လူတယ်သူကိုယ်တိုင်လိုက်ပြီးတော့လူလို့မရဘူးဆိုရင်အသင်းဘော်တွေကိုသူ့ဘက်ကနေပြီးတော့ညှို့ချားတယ်တကယ်ပုံမှာအသင်းကို leave လုံးနိုင်တယ်အာကျွန်တော်တို့ vagae bandai ပြီးလို့ရှိရင်အသင်းအတွက်နောက်ထပ်အသင်းကောင်းဆောင်တအူးလို့တောင်ကျွန်တော်တို့တင်စားပြီးတော့တချို့မှာဆိုပြောနေကြတယ်ဒါပေမဲ့ဒီလိုမျိုးကြီးပြောတာကိုစောတော့စောသေးတယ်ပေါ့လေဒါပေမဲ့ညာကပွဲစင်မှာဒါ dominant soul fan ကတော့ကောင်းတယ်ဆိုတာကတော့ဘယ်သူမှကိုညင်းလို့မရဘူး ဒိုမီနစ်ဆိုဖို့တိုင်းရဲ့ကောင်းချက်ကြီးကညကပွဲစဉ်မှာလုံးဝကိုကျွတ်စင်ပြသူတွင်းကိုတကောသူကိုယ်တိုင်ရတယ်တွင်းကိုတကောဒါသူတောင်းခံဘောကတဆင်ကော်နာကတဆင်သူဖန်တီးပေးခဲ့တယ်ဆိုတော့ညကပွဲစမှာဒိုမီနစ်ဆိုဖို့ဆိုင်ရဲ့လှုပ်သွားတဲ့အရာတွေကကျွန်တော်တို့တေးချာပြောကြည့်မယ်ဆိုရင်တော့မှဗျာတေးချာပြောမယ်ဆိုရင်တော့မှတနါရီလောက်ထိုင်ပြောရဒီလိုနေတိုင်းမှာဒိုမီနစ်ဆိုဖို့ဆိုင်ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုတာကတော့ကျွန်တော်ကိုယ်နားလည်မယ်လို့ထင်ပါတယ်အထူးသဖြင့်ထပ်ပြီးတော့ပြောချင်တာကဒိုမီနစ်ဆိုဖို့ဆိုင်က ်သူအသင်းကို leave လုပ်နိုင်တယ်ညာဘက်ပွဲစီမှာသူသူ foreign v ကိုအများကြီးသူကူညီနေတာကိုတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ပွဲအတွင်းမှာ foreign v ကဖြည့်ပွဲတွေမှာတောက်လျှောက်ဝေဖန်ခံရတယ် under pressure အောက်ရောက်တယ် foreign v ကဂိုးဖန်တီးမှုရာသွားတဲ့အချိန်မှာလောဘဘူးအသင်းရဲ့ကစားသမားတွေဘလောက်ထိအောင်သူ့ကို support ပေးခဲ့တယ်ဒါကတော့ဘုအသင်းမှာကျွန်တော်တို့အမြဲတမ်းလိုလိုမြင်တွေ့နေရတဲ့အရာဆိုရင်မဲ့လေ Frambier နဲ့ပတ်သက်ပြီးတော့သူ့ကိုအနှွေးထွေးဆုံးဆက်ဆံပြီးတဲ့ပထမဦးဆုံးအကြိမ်လို့တော့ပြောလို့ရတယ် အဒီနေရာမှာသူကရှေ့မှာသွင်းကိုးတွေမရခဲ့တာဆိုတော့ဒီလိုမျိုးတွေမဆက်ဆံတာလည်းဖြစ်ရင်လည်းဖြစ်မှာပေါ့လေဒါပေမဲ့ညာကပွဲစဉ်မှာ front view ကိုလုံးဝ support ပေးတာကြီးကတော့တကယ်ကိုဒါတောက်စရာကြီးဗျဒါအသင်းရဲ့ပြိသက်တွေနေနဲ့ကြည်င်းသားနဲ့ကြက်သိန်းထားလောက်တဲ့အထစ်ကိုမှသူတို့ support ပေးခဲ့တာဒါပြီးလို့ရှိရင်လည်း dominant support တိုင်းဆိုရင်သူ့ရှိက crow တွေသူ့ရှိက person တွေက front view နဲ့တွဲဆောတဲ့နေရာမှာလုံးဝကြီးကိုဗျအသင်းကကြွရွာပြီးတော့ကစားတဲ့ပုံစံကြီးကလုံးဝကြွစင်ကြီးဖြစ်နေတယ် ဖရမီယာကိုရီကပ်ကိုအဆက်လုပ်ပေးလိုက်တဲ့အလုံးစုံရဲ့ဒိုမီနီဆိုစလိုင်းရဲ့အကွက်အမြင်ပေးပို့မှုပဲအဲသူလွတ်ထွက်သွားတယ်လွတ်ထွက်သွားတဲ့ညမှာကိုရီကပ်ကိုသူချိုးပေးလိုက်တယ်ကိုရီကပ်က AAC ထိပြီးတော့တွင်းသွားရောဆိုတော့ဒီညမှာဒိုမီနီဆိုစလိုင်းကိုဘာကြောင့်ရွေးချယ်တယ်လဲဆိုတာကိုပြောနေကြတော့မလို့ဘူးထင်ပါတယ်ဆိုတော့ကျွန်တော်ကိုရီကပ်ကိုကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ကစားသမား၄ဦးပေါ်ကိုဘယ်လိုမြင်ညာလဲဒီကစားသမား၄ဦးကတကယ်တမ်းအသင်းရဲ့ညကပွဲစဉ်မှာအကောင်းဆုံးကစားသမားတွေဖြစ်ကြရလို့ထင်ကြလားလို့ထင်ကြလား ရှက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like subscribe လုပ်ပေးကြပါအောင်ကျေးဇူးများဤတင်ပါတယ်ဗျာ